အားလုံးပဲမင်္ဂလာပါရှင်စနေသားသမီးများအတွက်ဆယ်လာပိုင်း9ရက်နေ့ကနေပြီးတော့17ရက်နေ့အထိတပတ်သာကာလရဲ့ကံကြမ္မာကိုဟောပြီးမှဖြစ်ပါတယ်ဒီကာလမှာမိမိတို့အတွက်လုပ်ငန်းတွေအောင်မြင်တိုးတက်တာတွေကြုံတွေ့ရတတ်တယ်ဇာတ်ရုပ်တွေတက်သွားတာလက်ရှိအခြေအနေတခုဟာတခုကိုအဆင့်မြင့်သွားတာတိုးတက်သွားတာမျိုးကြုံတွေ့ရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ယုံကြည်စွာ မိမိကိုခကြီးတွေလွတ်တာမျိုးတွေလွတ်အပ်တာမျိုးတွေကြုံတွေ့ရတတ်တယ်။နောက်တစ်ခုကကိုပိုင်လုပ်ငန်းလုပ်နေသူများဆိုရင်ဒီကာလမှာလုပ်ငန်းတွေတိုးချဲ့ဖြစ်တတ်တယ်၊ကျေပြန့်သွားတတ်တယ်အဲ့တော့ကောင်းမွန်တဲ့ကံတရားတွေမိမိရှိမှရှိနေပါတယ်အဓိကကတော့ဟိုဝေမံမိတေချာဝေမံပိုင်းချပြီးလောက်ပါအောင်မြင်မယ်အဆင်ပြေမယ်ပေါ့နော်အဲ့တော့ ပြာအနေငယ်နေတာကဒီကာလမှာငွေကြေးကန်အားနေပါငွေကြေးကကန်အားနေတယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဓိကမိမိကဒီကုညီထားတဲ့အကြောင်းအရာတွေမှာဒီကာလမှာစိတ်ရှုပ်ထွေးရတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးဝင်လာမှုရှိတဲ့ငွေကြေးတွေမဝင်မဲ့ဆိုင်ငံ့နေတာမျိုးတွေကြုံတွေ့ရတတ်တဲ့အချိန်ခါမျိုးမှာရှိတယ်အဓိကအနေငယ်စိတ်ပင်ပန်းနေအဲဒါမဲ့စုံရတာမျိုးမြားရှိတာမျိုးတော့မဟုတ်ဘူးစိတ်ပင်ပန်းရတဲ့အချိန်ခါမျိုးမှာရှိရပါတော့ နောက်တစ်ခုအခြေအခြေအနေပတ်သက်ပြီးတော့တဲ့ဒီကာလမှာမိမိရဲ့စစ်သူမိမိရဲ့ပါတနာကမိမိကိုဒီကာလမှာအနေငယ်လှည့်ပြားတာမျိုးတွေ့ရတတ်တယ်ဒီကာလမှာပြီးတော့နောက်တစ်ခုကမိမိတို့အခြေကြမှာတအိုးဝင်လာတတ်တယ်အဲ့တော့အဓိကကတော့ဒီကာလမှာအနေငယ်လှည့်ပြားခြင်းခံရတတ်တယ်မိမိမထင်မထားတဲ့ကိစ္စတွေပေါ်တတ်တယ်ပေါ့နော်သူရှိကနေသိရတတ်တယ်နောက်တစ်ခုကအိမ်တော်ကြီး အိမ်တော်ကြီးမှာဒီကာလမှာမိမိရဲ့ခင်မောကခီးရဲသွားဖြစ်တာပြီးတော့နောက်တစ်ခါအနည်းမှနေလို့ရှင်လည်းမတည့်ဘူးသူ့ရဲ့လက်ခွက်တွေကိုမမကထိုင်ကြည့်တယ်လို့မြင်နေရတဲ့နောက်တစ်ခါကျတော့တဲတဲ့သူတွေဆိုလည်းမိမိအနည်းနဲ့မှမရှိတော့ဘူးခရီးတွေသွားရတာမျိုးရေကြုံတွေ့ရတဲ့ပေါ့နော်ဒီကာလမှာကနီးရက်နဲ့ဝင်းချင်းဝင်း န်စားချက်တွေခန်စားရတဲ့အချိန်ကာလမျိုးမှာရှိတယ်။အဓိကလူအားဖြင့်ကြည့်မယ်ဆိုတော့ကံကောင်းတဲ့အချိန်ကာလမျိုးမှာရှိတယ်။ချစ်ရင်းနဲ့အိမ်နောက်ရင်းနဲ့ပတ်သက်ပြီးတော့စိတ်အနေနဲ့အနောက်ချက်ကြုံနာလွင်ကျန်တာအကုန်အဆင်ပြေတယ်ပေါ့နော်။ကျန်တာအဆင်ပြေတယ်။ငွေကြေးပိုင်းဆိုင်ရာနည်းနည်းစိတ်ကိရိယာဖြစ်မယ်။ဒါမဲ့မိမိကဘာရမှုတ်တဲ့စိတ်အားငယ်ခြင်းနေစိတ်ကငယ်နေရတဲ့မိမိလှုပ်ဆောင်တာမှားခြင်းမှန်ခြင်းဆိုတာကိုမိကိုယ်တိုင်းဒီကာလမှာဝေဖန်ပိုင်းခြားဖြစ်တဲ့ နောက်တစ်ခုကကံအားကောင်းတာကပျော်ရွှင်စရာခီးလေးတွေတွားဖြစ်တဲ့ဒီတဒီကလာမှာတွားဖြစ်တတ်တယ်ပျော်ရွှင်စရာခီးတွေမိသားစုနဲ့တိဆောက်ပြီးတော့ခီးတွေတွားဖြစ်တာမျိုးတွေဂျုံတွေ့ရတဲ့အချိန်ခါမျိုးမှာရှိပါတယ်အဲ့တော့အနည်းငယ်ကူးဆက်ရမှာစမ်းမကြီးစမ်းမကြီးနဲ့ပတ်သက်ပြီးတော့အဓိကစမ်းမကြီးနဲ့ပတ်သက်ပြီးအားနည်းနည်းတယ်ဟိုရေတဲအားနည်းတာကြီးအဲဖျားနာခြင်းမျိုးတွေဂျုံတွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ အဒီတော့ဒီကနားမှာနာယီသတင်းကြားတတ်တယ်နာယီသတင်းကြားတတ်တယ်အမမီကသွားပြီးတော့ဒီကုညီဝိုင်းလို့ပေးခြင်းမျိုးတွေဒီကလာမှာအဝေးကလမ်းကုညီတာတော့ကောင်းတယ်အနည်းကသွားလို့ပေးတာမျိုးတွေအသိမကောင်းဘောနော်အညံ့တယ်ပေါ့တကယ်လို့ဒီလိုအခါမျိုးမှာကျမတို့ကအဲနာရီသွားတာမျိုးဆိုလဲမိမိကခေါင်းစည်းရည်တွေကပြုတ်လောက်တာမျိုးတွေဆိုရင်ရတယ်ပေါ့နော်ခေါင်းစည်းရည်တွေကကျွန်တော်မလွတ်သက်ဘူးဆိုရင်တော့မှကျမတို့ဒီတေဟောကွန်မွန်းနဲ့ အဲတမုတ်ဒီရှီကောင်ရုပ်ပိုက်တည်းဆဲပြီးတော့ခေါင်းချော်ရမျိုးပြုလုပ်တင်ပါတယ်နော်ဒီကလာဒီမှာခီးနဲ့ပတ်သက်ပြီးတော့သွားမဲ့ကိစ္စတွေငွေချင်းရှာရဲ့သွားမဲ့ခီးကိစ္စတွေမှာအဲဆားလတ်တာမျိုးဆိုရင်တော့နင်းငယ်ကြန့်ကြတယ်ရေရှည်လုံနေတဲ့သူမျိုးဆိုရင်တော့အဆင်ပြေတယ်ပေါ့နော်ဒီကလာမှာအဲ့တော့ကံတရားရာလက်ရှိရှိနေတခုကနေပုံမကောင်းမလောက်မမီရဲ့လှုပ်ဆောင်တဲ့ရေတရားကဒီတက်ကြီးရွယ်အိုတူးကိုမမီတို့ဒီ နိုင်တဲ့ဖြင့်အဝေစားတုံးမုံငွေကြေးထောက်ပံ့ကူညီတဲ့ကုသိုလ်ပြုလုပ်ပေးပါလက်ရှိချိန်တွေတကွာနေပုံမကောင်းမွန်တဲ့အချိန်တွေတကူကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ချေရတဲ့စနေသားတို့မိတ်ဆွေတွေအားလုံးအေဂျင်တာပျော်ရွှင်ကြပါစေဆန္ဒနဲ့ပေါ်တစ်ခါတည်းကြားနိုင်ကြပါစေရှင်